ြတ်စွာဘုရားလက်ထက်ကနတ်သားတစ်ပါးကမြတ်စွာဘုရားကိုလမ်းပြီးတော့မေးတယ်ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရရောက်ပါသလဲတဲ့ဆိုလိုတာကဖြစ်လျာဘဝမှာခွန်အားကြီးအောင်ဘာတွေကိုလှူရမှလဲတဲ့နားလေအောင်သဘောပေါက်အောင်နားထောင်တော့တခါဤသမိုင်းများဘယ်လိုအရာကိုလှူလို့ရှိရင်ရုပ်ချင်းအင်္ဂါလှပတင့်နေခြင်းကိုလှူဒန်းရရောက်ပါသလဲတဲ့ ဘယ်နှချက်ရှိပြီဘယ်လိုအရာကိုလှူဒန်းရင် ချမ်းသာဒုက္ခကိုလှူဒန်းရရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရရောက်ပါသလဲတဲ့မိကုန်းဘယ်နှချက်ငါချက်မေးတာ၅မိနစ်အတွင်းပြီးပြောပါနော်အဲ့ဒီမှာမြတ်စွာဘုရားက စာအာဟာရကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရရောက်တယ်တဲ့ဖြစ်လျာဘဝမှာခွန်အားကြီးမယ်ပေါ့အဓိကဟုတ်လားအဝတ်အစားကိုလှူဒန်းလို့ရှိရင်အဝတ်အထည်ကိုလှူဒန်းလို့ရှိရင်ရုပ်ရည်လှပတင့်တယ်ခြင်းကိုလှူဒန်းရရောက်တယ်တဲ့ဖြစ်လျာဘဝမှာရုပ်ချောမယ်ပေါ့ဟုတ်လားစည်းစရာရင်ကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရရောက်တည်တဲ့ ဖနက်ဟာလည်းပဲယင်ထဲမှာပါတယ်နော်ဖနက်လူတွေမိမိတို့ကကားတို့ဘာတို့မလှူနိုင်ဘူးဆိုရင်ခရီးစည်းရိတ်တို့ဘာတို့သူများလမ်းသွားတဲ့နေရာမှာအဆင်ပြေအောင်လှူမယ်ဆိုရင်လည်းဒါရှင်ကိုလှူတန်းရရောက်တယ်လို့ပြောလို့မရဘူးလားအဲ့ဒီလိုဂျင်အဆရှိတဲ့ဖနက်အဆရှိတဲ့လှူဒန်းပွဲဝတ္ထုကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရရောက်တယ်လူခံတဲ့ပုဂ္ဂိုလ်ချမ်းသာသွားစေလို့နော် အလင်းရောင်ကိုလှူဒန်းရင်စီမီးကိုလှူဒန်းရင်အခုလိုလျှဲစစ်မီးတွေကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရရောက်တယ်တဲ့ဘယ်နှချက်ရှိပြီလေးချက်ရှိပြီငါးခုမြောက်မေးခွန်းမှတ်မိသေးလားအလုံးစုံလှူဒန်းတာနော်ဘာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရရောက်ပါတယ်ဆိုတော့မေးခွန်းလေအရက်လေးမျက်နှာရက်ရှိမျက်နှာကကြွရောက်လာကြတဲ့တန်ခါတော်ရှင်မြတ်များသတင်းသုံးကြပါစေလို့ မုံမြတ်တဲ့စိတ်စေတနာပြတ်ထမ်းပြီးတော့ကြောင်းကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရရောက်တယ်တဲ့။ဝမ်းမြောက်เสียမှာကောင်းမလား။အဲ့ဒါမြတ်စွာဘုရားကနတ်သားကမိခွန်၅ခုမေးပြီမလို့အဖြေကို၆ခုဖြေတယ်ဗျာ။နောက်ထပ်အဖြေတစ်ခုကြံသေးတယ်။အဲ့ဒါပါလဲဆိုရင်သူတစ်ပါးနားလဲအောင်တရားဓမ္မတွေကိုသိအောင်ပြောပြပေးတယ်ဟောပြပေးတယ် ်ဇာဥစာရမြလှူတယ်တရားတိဝေမြလှူတယ်ခုလိုတရားပွဲတွေဖြစ်မြောက်အောင်လုပ်တယ်ဓမ္မဒါနနော်တရားကို ဖြန့်ဝေတယ်အသိဉာဏ်ကိုဖြန့်ဝေတယ်ဆိုလို့ရှိရင်အဲ့ဒါနိဗ္ဗာန်ကိုလှူဒါန်းရရောက်တယ်တဲ့အဖြေပဲနဲ့ချက်၆ချက်ပြီးတော့ဘိသက်ပေါင်းသူတော်ကောင်းတို့ကဒီကနေ့အကြောင်းရည်သက်ချဆိုတော့ဆွန့်နေပါလေလှူကြမှာပါပဲနော်ကိုလှုပ်ထားတဲ့အလုတ်ရဲ့တံပိုးကိုပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့တံပိုးကို အဲ့ဒါလိုလေဦးဇင်းတို့ကရှေ့ကနေနည်းနည်းလေးကြောင်းပေးလိုက်တော့ဩတို့ကြောင်းကြီးဆောက်ပြီးတော့စူပေါင်းပြီးတော့လှူဒန်းထားတာအလုံးစုံသောချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်ဆိုပါလားအလုံးစုံသောချမ်းသာဒုက္ခဆိုမှတော့နိဗ္ဗာန်လည်းမပါဘူးလားပါတယ်နော်အဲ့ဒီတော့လောကတွင်းမှာရနိုင်တဲ့ချမ်းသာတွေလောကလွန်ချမ်းသာဖြစ်တဲ့လောကုတ္တရာချမ်းသာတွေအာလုံးကိုကြောင်းကိုလှူဒန်းသောဒါနကောင်းမှုသည်ရအောင်မပေးနိုင်မေဘူးလားပေးနိုင်မေ အဲ့ဒီစကားလေးကိုအဖမ်းမှထပ်ထပ်နှလုံးသွင်းပြီးတော့မိမိတို့ဘဝတလျှောက်လုံးဘုရို့ចောင်းလှူခဲ့ရတယ်ចောင်းလှူခဲ့ရတယ်လို့တွေးပြီးတော့အပ္ပရစေတနာများ ဖြစ်နိုင်ကြပါစေဟုတ်လားအဲ့ဒါကတော့ចောင်းအနုမောဒနာတရားပဲ